နိုင်ငံရေးသူတေသီများစွာက၎င်းတို့ရဲ့လေလာတွေ့ရှိမှုများအပေါ်အခြေခံပြီးတူညီတဲ့ကောက်ချက်တစ်ခုကိုဆွဲလေ့ရှိပါတယ်။အဲ့ဒါကအကြောက်တရားတစ်ခုတည်းတည်တံ့သုံးခြင်းဖြင့်ရေရှည်တည်တံ့သောအုံဆိုးနိုင်မှုကိုမဖြစ်စေနိုင်ပါတဲ့။အထူးသဖြင့်တော့လက်နက်ကင်အဖွဲ့များရဲ့တော်လိုင်းရေးလှုပ်ရှားမှုတွေကိုလေ့လာတဲ့သူတေသီတွေအကြားမှာဒီအချက်ကိုရေမှုရလက်ခံထားလေ့ရှိပါတယ်။ဒါကြောင့်အာနာဆိုတာ နက်ပြောင်းဝကလာတယ်ဆိုတာကအမြဲတမ်းမှန်နေတာမဟုတ်ပါဘူးလို့ဆိုနိုင်ပါတယ်ဒီဆွေးနွေးချက်မှာလက်နက်ကိုင်တော်လိုင်းရေးအဖွဲ့များရဲ့အာဏာတိစောက်ပုံတောက်တိုင်တချို့ကိုမြေဘူးရအားဖြင့်တုတ်ထိဖော်ပြပေးထားပါတယ်။အရင်ဆုံးအများနဲ့လိုလက်ခံခြင်းဆိုတဲ့အကြောင်းအရာကိုဆွေးနွေးပါမယ်။အများနဲ့လိုလက်ခံခြင်းကိုအင်္ဂလိပ်ဘာသာ legitimacy ကနေယူခြင်းဖြစ်ပါတယ်။ ။အထုကတော့တရားဝင်မှုတရားဝင်ဖြစ်ခြင်းလို့ဘာသာပြန်ကြပါရယ်။ဒီချက်ကလက်နက်ကင်တော်လိုင်းရဲ့အဖွဲ့ရိတဲ့အခရာဖြစ်ပါရယ်။အထူးသဖြင့်တော့မိမိတို့လှုံရှားရာအခြေပြုရာဒေတာတွေကလူတို့ရဲ့နှစ်လိုလက်ခံခြင်းကိုရရှိမှသာ ရေရှိမှအဖွဲ့အစည်းကခိုင်မာစွာတော်လှန်ရေးလုပ်ငန်းတွေနဲ့ဆက်ဆက်လုပ်ငန်းတွေကိုဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ဒီနေရာမှာအများနှစ်လိုလက်ခံခြင်းလို့ဆိုရခြင်းကတော့တချို့သောအဖွဲ့တွေက လူလူများကမနှစ်သက်ပင်မဲ့ကြောက်လို့ပဲဖြစ်ဖြစ်မတက်တာလို့ပဲဖြစ်ဖြစ်အကြောင်းတစုံတရာကြောင့်လက်ခံထားခြင်းမျိုးနဲ့ကွဲပြားစီလိုတာဖြစ်ပါတယ်။ legitimacy ရရှိထားပြီးသားအဖွဲ့တွေကတော့တနည်းအားဖြင့်အများနှစ်လိုလက်ခံထားတဲ့အဖွဲ့တွေကတော့ပြည်သူလူထုတွေကဒုက္ခတွေကြားမှာပဲထောက်ပံ့နေအောင်မှာပါ။ပံ့ပိုးနေအောင်မှာပါ။နောက်ပြီးအဖွဲ့ရဲ့လမ်းညွှန်မှုတွေအကြံပြုချက်တွေလှုပ်ရှားမှုတွေကိုပါဝင်ပံ့ပိုးနေကြမှာဖြစ်ပါတယ်။ တော်လိုင်းရေးအဖွဲ့တွေကဒီချက်ကိုအလွန်ပဲဂယုတမပြုဖို့လိုပါတယ်။လူတို့ရဲ့နှစ်လိုလက်ခံမှုကတော်လိုင်းရေးအဖွဲ့တွေရဲ့လုံဆောင်မှုတွေအပေါ်မှာမူတည်ပြီးတော့အမြဲလိုလိုပြောင်းလဲနေတတ်ပါတယ်။နောက်တစ်ချက်ကလည်းလူတို့ရဲ့ဆန္ဒနဲ့သွေးဖီဖောက်ပြန်တာမျိုးလူတို့ကိုလက်နက်နဲ့အာဏာပြပြီးနှိပ်စက်ကလူပြုတာမျိုးဖိအားပေးတာမျိုးယုံကြည်ထိုက်ပွေမရှိတဲ့ကိစ္စရပ်တွေမှာကျင်းဝမဲ့စွာပါဝင်တာမျိုး နောက်ဆုံးတစ်ချက်ထိရောက်တဲ့ရလတ်တွေမပြတာနိုင်ခြင်းမျိုးကလည်းလူမှုရဲ့နှစ်လိုလက်ခံမှု legitimacy ကိုဆုံးရှုံးရနိုင်တဲ့အနေအထားတွေဖြစ်ပါတယ်။ဒီလိုနှစ်လိုလက်ခံခြင်းမရှိခြင်းကနေစပြီးပယ်တာသဘိမ့်မောက်တာတွေဖြစ်လာနိုင်ပါတယ်။အဆိုးဆုံးအခြေအနေကတော့လူမှုကဒီအဖွဲ့ကိုပြန်လဲတော်လန်စန့်ကျင်ရတာမျိုးအထိဖြစ်နိုင်ပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုဆွေးနွေးပါမယ်။ အများနဲ့လို့လက်ခံတဲ့အာနာပိုင်းဆိုတာပါပါလေလူတို့ရဲ့ထောက်ခံမှုနဲ့အများကနှစ်လို့လက်ခံမှုကိုများစွာရရှိထားတဲ့တော်လိုင်းအဖွဲ့တွေကလူတို့ကိုအင်အားသုံးချိန်ချောက်ဖိအားပေးပြီးတော့၎င်းတို့ရဲ့အာဏာကိုတိဆောက်ဖို့မလိုအပ်ပါဘူး။ဒါပေမဲ့တစ်ဖက်မှာတော့တော်လိုင်းကိစ္စတွေကိုလောက်ကန်ဆောင်ရွက်ဖို့နဲ့လက်နက်ကိုင်အဖွဲ့သားတွေကိုထိန်းဖို့အမိန်ပေးဖို့ နောက်ပြီးချွေရင်းမှုတွေနဲ့အမားတွေပြင့်မှုတွေအတွက်ထိုက်တဲ့အရေးယူမှုတွေကိုလှုံ့ဆော်နိုင်ဖို့အတွက်ကတော့အာနာဆိုတာကအရေးပါနေပါတယ်။ဒါကြောင့်ဒီအာနာကိုဘသူတွေကဘလို့ကျင့်သုံးမှာပါလဲ။ဘယ်အဖွဲ့အစည်းကဘယ်ပုံကိုယ်တွေကိုဘလို့အာနာကိုကျင့်သုံးပိုင်ခွင့်ပေးအပ်ထားတယ်လဲဆိုတာကအရေးကြီးလာပါတယ်။နက်နက်ကင်တော်လိုင်းရေးအဖွဲ့တွေကိုစတင်တီထောင်တဲ့ခေါင်းဆောင်တွေက ဒီအာဏာတွေကိုအဖွဲ့သားတွေနဲ့ပြည်သူလူထုအပေါ်ကျင့်သုံးနိုင်ဖို့အတွက်သူတို့ကိုယ်တိုင်နဲ့အဖွဲ့ကအများနဲ့လိုလက်ခံမှုရှိတဲ့အဖွဲ့မျိုးဖြစ်ဖို့လိုပါတယ်။အများနဲ့လိုလက်ခံတဲ့အာဏာလို့ခေါ်တဲ့ legitimate authority ကိုပိုင်ဆိုင်တဲ့အဖွဲ့ဖြစ်လာဖို့အလေးထားဖို့လိုပါတယ်။ဒါမှသာ ရေးမှုရအားဖြင့်အာဏာအမိတ်နဲ့လောက်ကန်ရတဲ့ကိစ္စရက်တွေမှာလူထုက လုံလုံချင်းချင်းနားလေလက်ခံလိုက်နာနိုင်မှာဖြစ်ပါတယ်။သို့မဟုတ်လျင်အာနာသုံးပြီးဖျားပေးအကြက်တဲပြုတ်ကအတ္တမရယူထားတဲ့အဖွဲသားဖြစ်နိုင်ပြီးရေရှည်တည်ရန့်ဖို့ခတ်မှာဖြစ်ပါတယ်။အဖွဲပြက်စေတဲ့အကြောင်းများတော်လိုင်းရဲ့အဖွဲများရဲ့ခေါင်းကြီးပိုင်းကစဉ်းစားမျှော်မြင်ထားမှုနဲ့ အဖွဲ့ဝင်တွေထောက်ခံကြတဲ့လူမှုရဲ့စဉ်းစားချက်တွေးခေါ်ယူဆနားလည်ပုံတွေကြားမှာကြွားချချက်တွေကခေါင်းဆောင်ပိုင်းနဲ့အဖွဲ့တွင်တာဝန်ရှိသူအစဉ်စဉ်ကနေစပြီးထောက်ခံကြတဲ့ပြည်သူလူထုတွေအကြားမှာရှိတဲ့ဆက်ဆံရေးတွေအတွက်စိန်ခေါ်မှုဖြစ်နိုင်ပါတယ်။ဆိုလိုတာကတော့တခါတရံမှာခေါင်းဆောင်ပိုင်းရဲ့ညွှန်ကြားချက်ကိုအကောင့်ထည့်ဖော်ရတဲ့အဖွဲ့သားတွေနဲ့ ပံပိုးကူညီပါဝင်ရတဲ့လူတို့ကနားလည်မှုလွဲတဲ့အခြေအနေမျိုးတွေကြုံရနိုင်ပါတယ်ရွေးရှိမှလူလူပန့်ပိုးမှုမပါတဲ့တော်လန်ရေးဆိုတာအောင်မြင်နိုင်ပွဲမရှိတာကြောင့်တော်လန်ရေးအဖွဲ့တွေနဲ့လူလူအကြားဆက်ဆံရေးကအလွန်ကိုခရူးပြုတ်ပြီးတော့နားလည်မှုမလွဲအောင်ခိုင်မာကောင်းမွန်အောင်လှုပ်ဆောင်ရမှာဖြစ်ပါတယ်အထူးသဖြင့်တော့စည်ရေးစည်ရနဲ့ဖြည့်ရှင်းရတဲ့ကိစ္စရက်တွေမှာ တော်လိုင်းရေးအဖွဲ့တွေကလူမှုရဲ့မျောမှန်းချက်ကိုဥဆောင်ပြီးတော့အကောင့်ထည့်ဖို့ဆောင်ရွက်ရတယ်လို့လူမှုကလည်းတတ်နိုင်တဲ့ဘက်ကဒုက္ခခံပြီးပံ့ပိုးကူညီနေရတဲ့အနေအထားမျိုးဖြစ်ပါတယ်။ဒီလိုအချိန်နှိအချိန်ခါမျိုးမှာလူမှုနဲ့တော်လိုင်းရေးအဖွဲ့တွေကြားအထူးသဖြင့်တော့အမိတ်အာဏာအဆင့်ဆင့်နဲ့လှုပ်ဆောင်ရတဲ့သဘောရှိတဲ့လက်နက်ကိုင်အဖွဲ့များရဲ့ခေါင်းဆောင်တွေနဲ့ပြည်သူလူထုအကြမ်းကဆက်ဆံရေးက အလွန်ထိလွယ်ရှာလေတဲ့အနေအထားမျိုးဖြစ်နိုင်ပါတယ်။လူတို့နဲ့တော်လိုင်းအဖွဲ့တွေကြားမှာရေဘူးရချိနှောင်ထားတဲ့ကျိုးနှစ်တွယ်ရှိပါတယ်။ပထမတကြိုးကတော့ဘတ်တော်သားများဖြစ်ချင်းဖြစ်ပြီးတော့ဒုတိယတကြိုးကတော့ဥဆောင်သူဆိုတဲ့ခေါင်းဆောင်ပိုင်းမှာလူတို့မျော်မှန်းသလောက်အားထုတ်ကြိုးပမ်းနိုင်မှုရှိမရှိစွမ်းဆောင်နိုင်မှုရှိမရှိ ပေးထားတဲ့ဂရီတီမတီတွေအပေါ်မူတည်ပြီ ရတိုင်းထားတဲ့ကျိုးဖြစ်ပါတယ်။ထိုကျိုးနဲ့တွေကအလွယ်တကူဆက်ထုံးပြေသွားနိုင်တယ်လို့အလွန်ခိုင်မာစွာချိန်နှောင်မြဲမြံတဲ့ကျိုးများလည်းဖြစ်နိုင်ပါတယ်။ပထမတစ်ခုဘတ်တော်သားများဆိုတဲ့ပထမကျိုးကတော့ခေါင်းစဉ်တစ်ခုခုအောက်မှာအတူလက်တွဲဖို့အကြောင်းရင်းရှိသူတွေစုမိနေတာမျိုးဖြစ်ပါတယ်။ဥပမာတူရတိုင်းရင်းသားအုပ်စုတွေတူရဒေသတစ်ခု အလုပ်ဌာနတစ်ခု နိုင်ငံတစ်ခုကအုပ်စုများဘာသာတရားတစ်ခုမှစုဖွဲ့မှုများနိုင်ငံရေးသဘောတရားတစ်ခုခုမှတပ်ဝင်ပြီးတော့စုမိနေကြသူများအစသဖြင့်ပေါ့ဘာပဲဖြစ်ဖြစ်ငါနိုင်ငံရဲ့အတင်းကိုပဲအားပေးမယ်ဆိုတာမျိုးဖြစ်ပါတယ်။သို့ပေမဲ့ငါအတင်းကိုအားပေးရမှာအတင်းကိုစိတ်ပြက်ပြီးတော့တခြားအတင်းကိုပြောင်းပြီးတော့အားသွားပေးတယ်ဆိုတာအတင်းရဲ့နည်းပြ ခေါင်းဆောင်တွေရဲ့စွမ်းဆောင်ရည်ကိုဘဝင်မကြတာကြောင့်လည်းဖြစ်နိုင်ပါတယ်။အများစုကအသိမပြောင်းပေမဲ့ငါအသိရဲ့နီးပြငါအသိရဲ့ခေါင်းဆောင်အဖွဲသားတွေအတော့မကြတာလို့မြင်ပြီးတော့လူလဲစေခြင်းတဲ့သဘောအပြောင်းလဲလှုပ်ဆူလိုတဲ့သဘောနဲ့အသိကိုဝေဖန်တာပံ့ပိုးမှုကိုရပ်တန့်တာအရွက်တိုက်တာမျိုးတွေလည်းရှိပါတယ်။ဒုတိယအကျိုးကတော့ဒီသဘောမျိုးဖြစ်ပါတယ်။ လက်နက်ကင်တော်လိုင်းအခွက်တွေက ရေဘူးရကြိလိုက်မယ်ဆိုရင်တော့အမိတ်အာနာနဲ့အဆင့်ဆင့်တစုတစည်းတဲ့လှုပ်ဆောင်နေကြဟန်ရှိပေမဲ့အတွင်းမှာတော့ဘူလူပွဲတွေအားပြိုင်မှုတွေညှိနှိုင်းမရတဲ့သဘောထားကွန်လွဲမှုတွေရှိနေကြပါတယ်။ဆရာတပည့်မွေးမှုရှုပ်ဝက်စုပ်ဝက်မှုကလေးတွေရှိတတ်ကြပါတယ်။လူတို့ကြားမှာလည်းပဲသူတို့ထောက်ခံတဲ့အဖွဲတစ်ခုမှာလည်းပဲ ုလူငါလူရွေးပြီးတော့အားပေးထောက်ခံမှုတွေရှိနေတတ်တဲ့အတွက်ကြောင့်တော်လိုင်းရေးကောင်းကြီးပိုင်းမှာအလွန်သတိထားပြီးတော့လူတို့နဲ့လို့ထောက်ခံမှုရအောင် လူတို့မျှော်မှန်းတဲ့ရလတ်ထွက်အောင် ပေးထားတဲ့ကတိကဝတ်တွေကိုတည်အောင်ကြိုးပမ်းရပါတယ်ဒီလိုမဟုတ်ဘူးဆိုရင်တော့ legitimacy လို့ခေါ်တဲ့အများနဲ့လို့လက်ခံမှုကကြဆင်းလာမှာဖြစ်ပါတယ်ထောက်ခံနေတဲ့လူတို့ကလည်းရလတ်မကောင်းဥဆောင်မှုမကောင်းဘူးဆိုရင် လူလဲကစားစေခြင်းနဲ့ဆိုတာကသဘာဝကြပါတယ်ဒီလိုအခြေအနေမျိုးတွေကြုံရလာရင်တော့ကောင်းဆောင်ပိုင်းကတာဝန်ယူမှုရှိရှိနဲ့လူမှုအလို့ကြအပြောင်းလဲလုပ်လို့ရှိရင်တော့တော်ပါသေးတယ်ဒီလိုမဟုတ်ပဲမိမိရဲ့ယာရုအာနာကိုတုံးပြီးဝေဝံတဲ့လူမှုကိုပြောင်းစေခြင်းနေတဲ့လူမှုကိုဖိနှိပ်ပြီးတော့ဘေးဥပါဖြစ်အောင်လှုပ်လာရင်တော့ဒီအဖွဲကရေရှည်ခံဖို့ခတ်တယ်လို့အဖွဲခွဲထက်တာ ကွဲပြတ်တာမျိုးတွေကြုံရနိုင်ပါတယ်။လူရုကိုမျက်နှာမူရာကနေလူရုကိုရံမူသောအခွဲမျိုးလည်းဖြစ်သွားနိုင်ပါတယ်။အနည်း၆ရမယ်ဆိုရင်တော့လက်နက်ကင်တော်လည်းရေးအခွဲတွေရဲ့အသက်ကလူရုရဲ့ထောက်ခံမှုကိုတရားနှီးလန်းကြကြနဲ့အများနဲ့လိုလက်ခံမှုဖြစ်အောင်ကြိုးပမ်းပြီးတော်လန်ရေးပန်းနိုင်ကိုချီတက်ဖို့ဖြစ်ပါတယ်။ဒီခရီးလမ်းမှာ အများနှစ်လိုလက်ခံနာတဲ့အာနာကိုသာကျင့်သုံးပြီးမိမိတို့ကိုပံ့ပိုးတဲ့ဘတ်တော်သားတွေနဲ့နားလည်မှုခိုင်မာအောင်တိဆောက်ခြင်းမျိုးက အခရာကျလာပါတယ်။အမိတ်အာနာအစင်စင်နဲ့ဖော်ဆောင်ရတဲ့အဖွဲမျိုးမှာကောင်းဆောင်ပိုင်းရဲ့အမျော်မြင်နဲ့တာဝန်ယူမှုတွေကရေရှည်မှာအဖွဲနဲ့လူမှုအကြားဥဆောင်သူများနဲ့ပံ့ပိုးသူတွေအကြားမှာဆက်ဆံရေးကိုတိုင်းရိုက်တက်ရောက်နိုင်တာဖြစ်တဲ့အတွက် အခွဲရဲ့ပုံရိပ်ကိုလည်းပြောင်းလဲစေပါတယ်။အခွဲပြင်းနဲ့စီးလုံးညညာမှုဆိုတာအမြဲတစေတွန်တွဲနေတတ်တဲ့အရာဖြစ်ပြီးတတိထားကင်တွယ်ရမယ့်အရာလည်းဖြစ်ကြောင်းနဲ့လက်နက်တစ်ခုတည်းနဲ့ဖိအားပေးချိန်ချောက်ပြီးအာနာတီဆောက်တယ်ဆိုတာရေရှည်မခံနိုင်ကြောင်းဆိုလိုရင်းဖြစ်ပါတယ်။ ယခုမျှဝေပေးသွားခဲ့တဲ့အတွင်းမြင်ဆောင်ပါရှင်ကတော့နန္ဒဖြစ်ပါရဲ့ရှင်။ယခုဆောင်ပါကို2024စက်တင်ဘာလ9ရက်ဒဝဲဝက်သတင်းမီဒီယာမှာဖော်ပြထားတာဖြစ်ပါရဲ့ရှင်။ Javier. Yeah.